နာဇာကအစိုးရကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုစနစ်အစ်စ်စပြီးတော့ဖော်ပေးခဲ့။ဟုတ်ပြီ။တေချာနားထောင်တော့အရေးကြီးပြီနော်။တေချာနားထောင်တော့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတာဘာပြောတာလဲ။စပြီ။နော်။ကဲ။ခင်ဗျားတို့ပြောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတာဘာပြောတာပြည်ထောင်စုဆိုတာထားလိုက်တော့ဒီမိုကရေစီဖက်ဒရယ်ဆိုတာဘာပြောတာလဲ။ အဲ့ဒီကနေစပြီးခင်ဗျားတို့ရဲ့ညံညံတို့စသုံးချအသုံးချပြီခင်ဗျားတို့သိပြီလားကျွန်တော်ကသိလို့ပြောမှာလေခင်ဗျားတို့သိလို့ရှိရင်ပြောကျွန်တော်ကခင်ဗျားတို့ကိုနည်းနည်းလေးဘလောက်သိလဲဆိုကျွန်တော်သိကျင်လို့ကျွန်တော်ကစာတန်းပြုစုထားတာကျွန်တော်စာတန်းရှိတာပြီလားနော်အကိုတို့အကိုလုံးကိုတနိုင်ငံလုံးကျွန်တော်ဝင်မြခဲ့တာနော်ငားနေရှိသွားပြီကျွန်တော်ရဲ့စာတန်းကိုတော်တော်လေးဘီကိုတွေမှာအကုန်ပြောခဲ့ပြီးပြီဒါနော် အဲ့တော့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတာကဒီမိုကရေစီဆိုတာကဘာလဲပြည်သူအုပ်ချုပ်ရေးနော်ပြည်သူတွေရဲ့အချုပ်အခြာအာဏာသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်နိုင်ငံသားများထံမှဆင်သက်ပြီးနိုင်ငံတော်တဝန်းလုံးမှတည်သည်အဲ့တော့ဒီမိုကရေစီဆိုတာဝန်ထမ်းရွေးချယ်တဲ့စနစ်ပဲဒီမိုကရေစီရဲ့အနှစ်သာရကပြည်သူကိုစားအလုပ်လုပ်ဖို့ကန်ဒီဒိတ်တွေကို selection လုပ်တာဒီမိုကရေစီရဲ့အနှစ်သာရအ ဲ့တော့ Federal နိုင်ငံ Democracy အခြေခံပြီးတော့ဝန်ထမ်းရွေးချယ်တယ်ရွေးချယ်ပြီးသားဝန်ထမ်းတွေဒီထဲမှာမှအာဏာတွေကိုဘလို့ဝင်မြပြီးတော့အလုပ်လုပ်ကြမှာလဲဆိုဟောတယ်ဗျာဖြစ်လေ Federal စနစ်ကိုအတုံးချတဲ့ပြည်တော်စုတံမရမြန်မာနိုင်ငံတော်လို့ခေါ်ပါတယ်။ဟောနောက်ထပ်တစ်ဆင့်ခင်ဗျားတို့ပညာထက်ဆန်းရတော့မယ်။ဒါဆိုရင်2008က Federal ဥပဒေဟုတ်လားမဟုတ်လား2008တည်းမှာ Federal အင်္ဂါရဲ့ဘလောက်ပါလဲ အသေးစိတ်တွေကကျွန်တော်ဖက်ဒရယ်ကြောင်းတည်တံ့တင်တဲ့အခါကျရင်အသေးစိတ်ပြောမယ်အခုကျွန်တော်ပြောချင်တာကအဲ့ဒါမဟုတ်ဘူးကျွန်တော်မြန်မာနိုင်ငံမှာလက်ရှိမှာကျင့်သုံးနေတဲ့စနစ်ကဘာဗာရယ်စနစ်လဲဆိုတာတိဖို့ကျွန်တော်ကပြောပြပေးမှာအခုပြောမှာကကျွန်တော်မြန်မာနိုင်ငံမှာကကျွန်တော်ပင်လုံစာချုပ်ကိုစကြည့်မယ်ဆိုလို့ရှိရင်နော်သွေးစည်းကြောင်းကိုပြချင်တာဗျနော်အားလုံးပြည်မဗမာပြည်မကြီးကို မြင်းခွားဘောဇမန်ပတ်ထားတဲ့ပြည်နယ်တွေတောင်တန်းတွေနဲ့ပေါင်းစည်းပြီးတော့နိုင်ငံတစ်ခုတည်ဆောက်တဲ့စည်းစည်းလုံးလုံးနဲ့စုစုစည်းစည်းနဲ့တည်ဆောက်တဲ့ဖက်ဒရယ်နိုင်ငံဗျဖက်ဒရယ်နိုင်ငံနော်ဒါပေမဲ့အဲ့ဒီဖက်ဒရယ်နိုင်ငံကအခုလိုဘာဖြစ်လို့ပြဿနာတက်တာလဲအဓိက point ကိုကျွန်တော်စချပြမယ်တေချာနားထောင်တော့ပေါင်းစည်းပြီးစုစုလုံးလုံးမယ်လို့ရည်ရွယ်ချက်တွေရှိရသားနဲ့ဘာဖြစ်လို့အခုလိုပြဿနာတွေတက်နေရတာလဲအဓိက main point ကိုကျွန်တော်ချပြမယ် အောက်မှာနားထောင်တဲ့နော်အနီလေးတွေမှတ်သွားမင်းတို့ရဲ့မင်းတို့ရဲ့ပပကြီးကဘလောက်တောင်လိလာထားသလဲဆိုတာပေါင်းစည်းပြီးတော့ဖက်ဒရယ်နိုင်ငံတည်ဆောက်မယ်ပြောရဲသားနဲ့အဓိက အခုချိန်ကြီးပြဿနာတိုက်ပွဲတွေတိုင်းရင်းသားနဲ့ဗဟိုနဲ့ပြဿနာတက်နေရတဲ့ main point ကဘာလဲဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာတည်ဆောက်ခဲ့တဲ့ဖက်ဒရယ်စနစ်ကလူမျိုးကို အခြေခံတဲ့ဖက်ဒရယ်စနစ်ဖြစ်နေလို့ပဲလူမျိုးကိုအခြေခံတဲ့ဖက်ဒရယ်စနစ်ဖြစ်လို့ ရှမ်းပြည်ရှားလူမျိုးတွေကိုကိုစားပြုပြီးရှမ်းပြည်နယ်နော်တရင်လူမျိုးကိုကိုစားပြုပြီးတော့ကရင်ပြည်နယ်ကချင်လူမျိုးကိုကိုစားပြုပြီးကချင်ပြည်နယ်ဆိုပြီးတော့နော်ကျွန်တော်တို့ဒီလိုလူမျိုးကိုကိုစားပြုတဲ့လူမျိုးကိုအခြေပြုတဲ့ Federal စနစ်ကြောင့်အခုလိုပြဿနာတက်တယ်အဲ့ဒီတော့ကာကျုပ်ကကျွန်တော်စပြောပြီနော်ကာကျုပ်ပြောတဲ့စကားကိုစပြောပြီ2024ခုနှစ် ဒေချာမှတ်သွားပါခင်ဗျားတို့သတင်းစာဖတ်ရင်လိုက်ရှာနေရလိမ့်မယ်2024ခုနှစ်တလပိုင်း၄ရက်နေ့လွတ်လပ်ရေးနေ့တဝင်းလွာမှာ86ကြိမ်မြောက်လွတ်လပ်ရေးနေ့ပေါ့နော်86ကြိမ်မြောက်လွတ်လပ်ရေးနေ့တဝင်းလွာမှာဒါကြုတ်တဝင်းလွာကိုသူဖတ်တဲ့အခါကျတော့အဲ့ဒီမှာကာကြုတ်ကဘာပြောတာလဲဆိုဆောစောကကျွန်တော်ပြောသလိုပေါ့ကျွန်တော်နိုင်ငံမှာအခုလိုပြဿနာတွေတက်နေတာကလူမျိုးကိုအခြေခံတဲ့ဖက်ဒရယ်ကိုသွားနေလို့ပါ အဲ့တော့ဒေတာကိုအခြေခံတဲ့ Federal ကိုကျွန်တော်တို့ Federal စနစ်ကိုအဓိကဥတီဆောင်ရွက်ရပါမယ်ဆိုပြီးတော့ကာကြုတ်ရဲ့ဗဇက်ကကိုပြောတယ်နော်ဒါဆိုရင် Regional Federalism ပေါ့နော်ဒေတာကိုအခြေခံတဲ့ Federal စနစ်ကိုတွားမယ်လို့ကာကြုတ်ဗဇက်ကပြောသွားတယ်နော်ဒါဆိုရင်အခုမကြခင်တိဆောက်မဲ့နိုင်ငံသည် Regional Federalism ဖြစ်ပါတယ်နော်အဲ့တော့စနစ်ကိုအစ်စ်ကိုအုံမြင့်ချတာဖြစ်ပါတယ်ဦးမင်းအွန်လိုင်းက နော်ခေတ်ဆက်ဆက်ကာကြုတ်မှန်သမျှတွေစနစ်တွေအစ်စနစ်တွေအစ်တွေကို အုံမြင့်ချခဲ့တယ်လို့အခုလဲ regional federalism ကိုအုံမြင့်ချပါတယ်ဒါဆိုရင်လာမယ့်မြန်မာနိုင်ငံတော်ဒီ regional federalism နဲ့တွားတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် federal နိုင်ငံတော်ဖြစ်ပါတယ်တိအောင်မှတ်သွားပါနော်အဲ့တော့ယုံကြည်ကိုယ်ကယ်လို့ရပါတယ်စိတ်ဝင်စားရင် ရောက်ဖတ်တော်လို့ရပါတယ်နော်နိုင်ငံကွက်တွင်မိုးစုကူဒူးဝေးပါတယ်ဈီးမကက်ရင်ပြောပါ နော်အဲ့လိုလေးတွေရှိတယ်ဗျအဲ့တော့ကျွန်တော်တို့ကကာကျုပ်ကအဲ့ဒီမှာ तू ကဘာပြောလဲဆိုတော့တကယ်လဲမှားတာဗျဒီဒီလူမျိုးကိုအခြေခံပြီးလှုပ်ထတာတကယ်လဲမှားတယ်ဘာဖြစ်လို့ဆိုတော့ तू ကရှမ်းပြည်နယ်တဲ့ရှမ်းပြည်နယ်ရှမ်းလူမျိုးမှာအများစုမရှိတာကချင်ပြည်နယ်ကချင်လည်းအများစုမရှိဘူးတကယ်ဆိုလူအများဆုံးရှိလို့ရှမ်းပြည်နယ်လို့တတ်မှတ်ပဲလူအများဆုံးရှိလို့ကချင်ပြည်နယ်လို့တတ်မှတ်ပဲဆိုပြည်နယ်တွေမှာသူတို့မှာလူအများဆုံးလည်းမဟုတ်ဖဲနဲ့နာမည်တွေတတ်မှတ်ထားတာအဲ့ဒါစမှားတာ စမှားတာ2014သကောင်စင်းကိုကြည့်လိုက်လို့ရှင်ပေါ့ကျွန်တော်ဒီမှာနှစ်ခုပဲကျွန်တော်ရုပ်ပြနော်2014သကောင်စင်းကိုကြည့်ရင်နော်ရှမ်းပြည်နယ်ကိုကြည့်မယ်နော်ကချင်ပြည်နယ်ကိုကြည့်မယ်သေချာနားထောင်နော်ကချင်ပြည်နယ်ကိုကြည့်မယ်ရှမ်းပြည်ဒီနှစ်ခုပဲကျွန်တော်ပြောမယ်အကုန်လုံးလိုက်ပြောမယ်ကိုယ့်အကူလေ့လာကြရှမ်းပြည်နယ်မှာလူဦးရေ58သိန်းကျော်ရှိတယ်ရှမ်းပြည်နယ်မှာလူဦးရေ58သိန်းကျော်ရှိတယ် 乡边的马个，乡路有个，都让俺养个牛脚白的。把马个实在养个牛脚，把挨个吃养个牛，把老孔养个牛脚，我操养个牛脚，真都累养个牛脚，够个动养个牛脚，然后累养个牛脚，再往你养个牛脚，这样一个社桥的他妈是累养个牛的。哦，个乡边的马，俺老社桥的养是的。哎，俺的妈家喽，把马个那是苦养个牛脚些。 个青皮年嘛，乡下家长那是都要该弄几的，好，个青皮年嘛，爸妈阿苗子，土地阿苗子哇，乡下苗子偏嘞，前方阿些些也要该弄着，李树困难着，然后我也该弄着，萝卜都要该弄着，辣椒你也该弄着，水库地也该弄着嘞，江滩那些也该弄没事，哦，个青皮年都比个青苗子没事呗嘞，爸妈那是安尼，爸妈苗子乡下土地阿苗子偏，哎呀，啥路安尼啊？ ဲ့တော့လူမျိုးကိုအခြေခံတဲ့ Federal စနစ်ကိုသွားပြီးတော့မှန်လဲမမှန်ပဲနဲ့လှုပ်ထားတော့အဲ့ဒီမှာမောင်ပိုင်စီးကြတာပေါ့ငါတို့ကကချင်ပြည်နဲ့တတ်မှတ်ထားတာငါတို့အပိုင်ဆိုအဲ့မှာပြဿနာတက်တာအဲ့မှာပြဿနာတက်တာပဲအဲ့တော့ကာကြောက်ကသူကပြန်စဉ်းစားတာပေါ့နော်အေးလူမျိုးကိုအခြေခံတာအစင်မပြေဘူးအဲ့တော့ဒေတာကိုပဲအခြေခံမှဖြစ်တော့မယ်ဒေတာကိုအခြေခံလို့ရှိရင်အဲဒေတာကိုအခြေခံတဲ့အတွက်ကြောင့်ဘယ်သူမှမောင်ပိုင်စီးလို့မရတော့နော်ဘယ်သူမှအဲ့လိုမောင်ပိုင်စီးကျင်တဲ့စိတ်ကြီးပေါ်လို့မရတော့ ဲ့တော့အခုလာမယ့်စနစ်ဒီ regional federalism republic နော် union ဆိုမြန်မာအဲအဲ့လိုသွားပါတယ်နော်ဒါဆိုလို့ရှိရင်နော်အဲ့တော့အခုတိုက်ပွဲတွေပြဿနာတွေတက်နေတာကအဲလူမျိုးလိုက်ပြီးနေပြီးတတ်မှတ်တာကြောင့်ဖြစ်ပါတယ်တဲ့အဲ့တော့တခြားလူမျိုးတွေကလည်းပဲလူမျိုးအမိနဲ့ပြီးနေတောင်းဆိုလာတာတွေရှိလာတာပေါ့အဲ့တချို့ကရှိတယ်လေအခုဆိုလို့ရှိရင် ။ဟိုကိုကန်းတို့ကိုကန်းတို့ဘာလို့ဆိုရင်တို့ကပြည်နယ်မရတဲ့ခါကျတော့လက်နက်ကင်ပြီးတိုက်ပွဲတွေလုပ်ပေါ်ပါပဲ။ကိုပန့်ကိုပန့်အုပ်ချုပ်ခွင့်ရပေးရတယ်လေ။ဟုတ်တယ်မလား။ပလောင်ကိုပန့်အုပ်ချုပ်ခွင့်ရတို့ကလည်းလူမျိုးလူမျိုးကိုအခြေခံတဲ့ဖက်ဒရယ်လုပ်တဲ့ခါကျတော့တို့ကလည်းလူမျိုးတစုတစုပဲလေ။အဲကျွန်တော်တို့လည်းလူမျိုးစုတစုပဲကျွန်တော်တို့ကပြည်နယ်ပြည်ပါတောင်းဆိုတော့ဘလို့ပေးရလဲကိုပိုင်ဦးချုပ်ကိုရဒေတာပေးရဟောအဲ့လိုဒါအစိမ့်ဘုံကဖြစ်လို့ရှိရင်ပြည်တော်စုပြိုကွဲသွားမယ်လေအဲ့တော့ကာကျုပ်ကစဉ်းစားတာ တော့လူမျိုးကိုအခြေခံတော့ဒေတာကိုပဲအခြေခံတော့မယ်ဆိုပြီးတော့အဲ့လိုစဉ်းစားလိုက်တာဒါပြီးတယ်ဒါပြီးတယ်တော်ရုံခေါင်းဆောင်နေဒီလိုအခြေအနေတွေမှာလှုပ်လို့မရဘူးကာကြုတ်ကလက်ယုံးရီရောနှလုံးရီရောပြေးသွားတယ်ဗျနော်